တော့လုံးဝပပျောက်နေဒီဒီရပ်ပိုင်းထဲမှာပဲကိုတို့ကဒါနောက်နောက်ထပ်ဆိုတာမရှိတော့ဘူးဒီတစ်ခါအပိတိုင်ဖယ်စားရှင်းလို့မဟုတ်ဘူးအရေးကြီးတဲ့အချိန်ခါကာလကိုရောက်လာပြီဆိုတဲ့အခါကျတော့ကိုတို့ကပလန် B ကိုကြော်ပြီးတော့ပလန် B နဲ့ C ကိုတစ်ခါတည်းပေါင်းပြီးတော့ကိုတို့ပြီးတိုင်းဖယ်ရှားရှင်းလင်းဖို့အတွက်ကိုကိုတို့မကြခင်လှုပ်ဆောင်မယ်ဆိုတဲ့အကြောင်းပွင့်လင်းပြောရင်ကျွန်တော်တို့ကဖိအားကြောင့်မဟုတ်ဘူးတစ်ခါကျတိုက်ဆိုင်လာတာရှိတယ်အများနဲ့တိုက်ဆိုင်လာကျွန်တော်တို့ကဒီချိန်မှာဒါလုပ်မယ်လို့ကျွန်တော်တို့ကငကိုတွေရာထားပြီးတာဒါမဲ့အဲကျွန်တော်တို့ရာထားတဲ့ကာလနဲ့တိုက်ဆိုင်မှုလေးတွေကတော့ဒါတွေရရှိတယ် ဖိအားကြောင့်မဟုတ်ဘူးကျွန်တော်တို့လုံတိလုံထိုက်တဲ့အရာဂျာဖက်အထူးအနေနဲ့တပ်ဖွဲ့ဖွဲ့စည်းရလဲဆိုတော့တစ်ချက်ကျွန်တော်တို့နိုင်ငံရဲ့ဂုံတိတ်ခါအတွက်နှစ်ချက်ကျွန်တော်တို့ပြည်နယ်ရဲ့ဂုံတိတ်ခါအတွက်၃ချက်ကျွန်တော်တို့လူမျိုးရဲ့ဂုံတိတ်ခါအတွက်၄ချက်ကျွန်တော်တပ်ဖွဲ့ဂုံတိတ်ခါ၅ချက်ပါကျွန်တော်အကြီးကြီးဂုံတိတ်ခါဂုံတိတ်ခါ၅ခုအတွက်ကိုကျွန်တော်တို့ကဂျာဖက်နေနေရေးကိုမဖြစ်မနေကျွန်တော်တို့လုတ်ကူလုတ်ရမယ်ဆိုတော့အလုံးပဲမင်္ဂလာပါဂျာဖက်နေနေရေးအထူးစစ်စင်ရေးပွဲကြီးစပြီဟု BGF စစ်ကြေညာလိုက်ပြီးမှအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားခဲ့ကြပါအောင်ခင်ဗျာ။ဒီအဟိုဟိုထပါ ဟိုကြာပြန်တိုက်ဖြတ်ဖို့အကိုတော့ဘလိုမျိုးဟိုစစီစဉ်ထားတာပေါ့ဘလိုထပ်လုပ်မှာအခုကျွန်တော်အဲ့ဒီဒီကြာပြန်တိုက်ဖြတ်ရေးမစခင်မှာကျွန်တော်ဟိုနည်းနည်းလေးအရှိမနည်းနည်းလေးပေါ့နည်းနည်းလေးကျွန်တော်ရှင်းပြစေရရှိတယ်ဒါအခုရင်းတော့တစ်ခါရှင်းပြခဲ့ပြီးပြီပေါ့နော်ကျွန်တော်တို့ဒီရွှေကုတ်ကိုကိုကျွန်တော်တို့ကအာနိုင်ငံခြားယဉ်ကျေးမြှုပ်နှံမှုကျွန်တော်တို့စပြီးတော့ဖိတ်ခေါ်တယ်ဆိုတာကကျွန်တော်တို့ data ဖို့ပြိုးတိုးတက်စီခြင်းလို့ကျွန်တော်တို့ နိုင်ငံခြားယူနီမြုံနယ်ကိုဖိတ်ခေါ်ပြီးတော့ကျွန်တော်တို့မြို့ပြလောက်ခဲ့တာပေါ့နော်နောက်ပြီးတော့အဲ့ဒီနောက်ပိုင်းမှာဒီနိုင်ငံခြားသားတွေကနေပြီးတော့မှသူတို့ရဲ့တိုးတက်တဲ့ဤပညာတွေနဲ့အဲဒီကဘာအပေါ်မှာလှလှမှုပြုတ်လောက်လာတယ်ဆိုတာကိုကိုတို့အခုနောက်ပိုင်းမှာတွင်တွင်ကျကျမေးအသိခဲ့ရတာပေါ့နော်အဲ့ဒါကြောင့်မလို့ကိုတို့ကအခုနေ့အချိန်ခါမှာဒီကဘာကြီးနဲ့အတူနော်ကိုတို့အိန္ဒိယနိုင်ငံတွေနဲ့အတူကိုတို့နိုင်ငံအစိုးရနဲ့အတူ ကိုတို့ကဒီစကမခေါ်ကြားဖြတ်တိုက်ဖြတ်ရေးကိုကိုတို့အရင်တော့ပြောထားတဲ့ပလန် A ပလန် B ပလန် C ဆိုတဲ့နေရာမှာကိုတို့အရေးကြီးတဲ့ချိန်ခါကာလကိုရောက်လာပြီဆိုတဲ့ခါကျတော့ကိုတို့ကအခုအဲကိုတို့ကပလန် B ကိုကြော်ပြီးတော့ပလန် B ပလန် C D နဲ့ C ကိုတခါတည်းပေါင်းပြီးတော့ကိုတို့ဟိုအပြီးတိုင်းဖေရှားရှင်းလင်းဖို့အတွက်ကိုကိုတို့မကြခင်လှုပ်ဆောင်မယ်ဆိုတဲ့အကြောင်းဟုတ်ကဲ့ဆရာအခုတော့အဲ့ဒီမှာတိုက်တိုက်ဖြတ်ဖို့ကဘယ်လိုအစီအစဉ်ရှိလဲအဲ့ဒါကိုတို့တိုက်ဖြတ်ဖို့ကတော့ လက်ရှိကတော့အကိုတို့ဟိုဒီပြီးခဲ့တဲ့ကာလတုန်းကလည်းအကိုတို့ဒီထိုင်းရဲ့အကိုတို့နိုင်ငံရဲ့အနည်းဆုံးထိုင်းနေဆက်မှာလည်းထိုင်းဝန်ကြီးချုပ်ဟိုပြောရတာရှိတယ်ဒီပေါ်မှာလည်းကိုတို့လေးစားတံပိုးထားပါတယ်အဲ့တော့ဒီနောက်ဒီအကိုတို့ဒီကမ္ဘာနိုင်ငံအသီးသီးကလူလားနေတဲ့ဒီဒီဒီကြပြတ်အဖေရှားရှင်းလင်းကြီးကိစ္စကိုကိုတို့ကတော့အခုကိုတို့တိုင်ကဒီအစိုးရတာဝန်ရှိသူတွေနဲ့ကိုတို့ဒီပူးပေါင်းပြီးတော့ကိုတို့ကတော့တော့လုံးဝ ပပျောက်နေတိဒီဂျပန်ထဲမှာပဲကိုတို့ကဒါနောက်နောက်ထပ်ဆိုတာမရှိတော့ဘူးဒီတစ်ခါအပိဒါဖယ်စားရှင်းလင်းတော့မှာပေါ့ဟုတ်ကဲ့ဒီတစ်ခါတိုက်ခိုက်ပြဖို့ကဟိုအပီးဆင်းလိုက်မှာပေါ့နော်ဟုတ်တယ်ဒီခေါက်မှာကျွန်တော်တို့အပီးရှင်းပါဟိုအဲ့ဒီအခုအခုတော့ဖတ်တိုက်ခိုက်ဖို့ကဟိုကေကေပတ်လိုမျိုးခေတ္တပြတနာလားအခုတော့ဒါမှမဟုတ်အခုကအခုတော့ပြတ်ထုတ်ချင်တာလားအဲ့ဒါဒီကိပတ်မဆိုင်ဘူးဒီကိပတ်မဆိုင်ဘူးဆိုတော့ကျွန်တော်တို့ကငူတွေကမူလကလေးကကျွန်တော်တို့ ဟိုကြားဖြက်နေနေအထူးတက်ဖွဲ့ရှိပြီးသားပဲကျွန်တော်တို့အလုံးလောက်ရမယ့်အချိန်ရောက်ပြီကျွန်တော်တို့ကြားဖြက်အထူးနေနေတက်ဖွဲ့ဟာကျွန်တော်တို့ဒီမြန်မာပြည်သူနဲ့အိန္ဒိယထိုင်းနိုင်ငံပြည်သူတွေအတွက်ရောကဘာကြီးမှာရှိတဲ့ပြည်သူတွေအတွက်တော့ကျွန်တော်တို့တက်နိုင်တလို့ကျွန်တော်တို့အလုံးလောက်ရမယ့်အချိန်ရောက်ပြီကျွန်တော်တို့ရောက်တဲ့အတွက်ကျွန်တော်အလုံးလောက်လာအကိုတို့ကြီးရွယ်ထားတာဟိုဆက်ပေါ့လူကြီးရေတော့မလောက်လောက်ရှိမလဲအဲ့ဒါအစ်စကတ်မှာဖွက်ကိုတော့ကိုတို့ဒီဝန်းကျင်ပေါ့ဒီရှီကိုကိုဝန်းကျင် အဲ့လိုပေါ့ဟိုဟိုနည်းနည်းဒီနည်းနည်းတွေကိုကိုတို့အဲစည်ရင်ရထားတော့တထောင်ကြွကြော၂000ပေါင်းကျင်လောက်တော့ရှိမယ်လို့ကိုတို့စည်ရင်ရထားတာအဲ့ဒီဟိုစာနိုင်ငံကြားကားတွေဘယ်ရနိုင်ငံကြားတို့ဘယ်နိုင်ငံတွေပါလိရှိမလဲအဲ့လိုတော့ကိုတို့ဒီလက်ရှိဒီစစ်စင်အခုဖမ်းစည်းတဲ့စစ်စင်လုံးမကိုတို့ဖမ်းမိမှအဲ့လိုသိရမှာဘာလို့လူဦးရေများတယ်ဝင်ရောက်နေနေတဲ့အဖွဲ့နဲ့ဒီအထက်ကလူဦးရေကထင်ရတာထက်ပိုများသွားရင်တော့ကိုတို့ဟိုတနေ့လေး အဲထိတ်တရားခတ်တာဗောနော်။ဒါကြောင့်လဲဆိုတော့အရှင်းပြောရင်လူဖမ်းနေနေရမှာလဲသူတို့ကလက်နက်ကင်ထားတဲ့ရန်သူတွေမဟုတ်တော့ဒါကိုကိုတို့ကလက်နက်သုံးခွေမရှိဘူး။အော်ရှင်းရှင်းပြောထိခိုက်တံရအောင်ကိုတို့လုံးလို့မရဘူး။ဆိုတဲ့နေရမှာတော့အဲသူတို့ဝယုံသုံးကထွက်ပြေးသွားရင်တော့ကိုတို့ထိတ်တရားတော့လည်းခတ်တယ်။ဒါပေမဲ့အဲ့အတွက်လဲကြိုတင်ပြီးတော့ဟိုပြောပြထားတာတော့ရှိတယ်။ကိုတို့လုံးလုံးမယ်ဆိုလို့ရှိရင်တော့ဒါလေးတွေတော့ရောက်လာနိုင်တဲ့အကြောင်းပေါ့နော်။ဘာသူတို့ကချောင်းကူးပြီးတော့ဟိုပြေးကြတာ哦။ဒီအခုစကမ်မှာတိုက်ခိုက်ပြဖို့က ဟိုအပီးရှင်းလိုက်မလို့လားတဲ့ဒါမှမဟုတ်ဟိုစပေါ့ဟိုဟန်ဆောင်ပြီးတော့တရုတ်ဆောင်ပြီးတော့လောက်တာလားတဲ့အဲ့ဒါကတော့ကျွန်တော်တို့ဒီအချိန်ဒီကာလဟန်ဆောင်တရုတ်ဆောင်လုပ်လို့ရတဲ့အချိန်ကာလမဟုတ်တော့ဘူးကျွန်တော်တို့ကကျွန်တော်တို့ကဒီအချိန်ဒီကာလဟာကျွန်တော်တို့အပြက်ကိုချိန်မောရမယ်ကျွန်တော်ခုနပြောပြီးပြီကျွန်တော်မှ plan A plan B plan C ဆိုတာရှိတယ်ကျွန်တော် B ကိုကြော်ပလိုက်ပြီကျွန်တော်တို့ C ဆိုတာဒါကျွန်တော်တို့ဇက်သိမ်းမယ် C ကဇက်သိမ်းမယ်ဒီဇက်သိမ်းကိုဒီကြားဖြတ်ဆိုတော့ကျွန်တော်တို့ဒီ ဝေလင်ကိုင်းဟာကျွန်တော်တို့နိုင်ငံကနေပြီးတော့မှနော်ဒီတာကဒီတစ်ခါဆိုရင်တော့အပိတိုင်အဲကျွန်တော်တို့ပပပြအောင်လုပ်ရမယ်အခြေရောက်ပြီကျွန်တော်တို့အထူးနေနေတပ်ဖွဲ့အနေနဲ့အဲဒီစကမ်မာကိုကျွန်တော်တို့ဟိုအပိတိုင်ချိန်မုံရမယ်အခြေရောက်ပါပြီလို့အခုအမေရိကန်နိုင်ငံသား PR နဲ့ပါလို့လားတဲ့အဲ့စကမ်မာတို့အခုတို့ပြန်ပိုက်ခိုက်ထုတ်နေတာဟဲ့ကျွန်တော်တို့ကပြောရင်ပြောရင်ကျွန်တော်တို့ကဖိအားကြောင့်မဟုတ်ဘူးတခါကျတိုက်ဆိုင်လာတာရှိတယ်အနည်းငယ်တိုက်ဆိုင်တာ ကျွန်တော်တို့ကဒီချိန်မှာဒါလုပ်မယ်လို့ကျွန်တော်တို့ကငိုတဲ့ရာထားပြီးတာဒါမဲ့ကျွန်တော်တို့ရာထားတဲ့ကာလနဲ့တိုက်ဆိုင်မှုလေးတွေကတော့ဒါလေးကရှိတယ်ဖိအားကြောင့်မဟုတ်ဘူးကျွန်တော်တို့လှုပ်တိလှုပ်ထိုက်တဲ့အရာကျွန်တော်တို့လှုပ်လှုပ်နေတာဒါဒီကြားပြတ်နေနေအထုတက်ဖွဲ့ဆိုတာလဲကျွန်တော်တို့ကအခုမှဖွဲ့ကြတာမဟုတ်ဘူးအရင်ဒါမဲ့ဒီအလုပ်ဒီအဖွဲ့ကဒီအလုပ်လုပ်ရမယ့်အချိန်ကိုရောက်လာပြီရောက်လာတဲ့အတွက်ကိုကျွန်တော်တို့ကအလုပ်လုပ်ရှင်ဖြစ်တယ်ဖိအားလည်းမဆိုင်ပါဘူးအဲ့ဒီတရုတ်ခင်းအားနဲ့ပါလာပါလာလေးလားမရှိပါဘူးကျွန်တော်တို့ကျွန်တော်တို့ကိုဟိုဘယ်ဖိအားမှ မဟုတ်ပါဘူးကျွန်တော်တို့ကကျွန်တော်တို့လှုပ်တိလှုပ်ထိုက်တဲ့အရာမျိုးကျွန်တော်တို့ကလုပ်ရတာပါ။ငါအခုဟိုကမ္ဘာပြည်ကအစိုးရနဲ့အခုကေကေကြားဖြတ်နှိမ်နှင်းမဲ့ဆိုပြီးမြဝတီကစစ်ကော်မရှင်တက်ရင်တန်းရွှေကုတ်ကိုဖတ်သွားကရင်ပြည်နယ်မြဝတီမြို့အခြေစိုက်အာနာသိန်းစစ်ကော်မရှင်တက်ရင်တန်းဒီယနေ့နိုဝင်ဘာ16ရက်နနက်ပိုင်းကကြားဖြတ်နှိမ်နှင်းရေးအတွက်ဟုဆိုကရွှေကုတ်ကိုဖတ်ထွက်သွားကြောင်းမြဝတီဒေသခံထံမှသိရသည် ရွှေကုတ်ကူမျိုးတက်အပါဝင်ထိုင်းမြန်မာနယ်စပ်ဒေသတစ်လျှောက်ရှိတရားမဝင်အွန်လိုင်းငွေလိမ်လုပ်ငန်းကြားဖြတ်များကိုအထူးစစ်စင်ရေးတရက်အဖြစ်နှိမ်နှင်းသွားမည်ဟုလည်းယမန်နေ့နိုဝင်ဘာ18ရက်နေ့ကကရင်နယ်ခြားဆောင်တက် BGF ပြောရေးဆိုခွင့်ရှိသူဒုတိယဗိုလ်မှူးကြီးနိုင်မောင်စောကပြောထားသည်စစ်တပ်ကတော့အခုမနက်မြဝတီကနေဆင်းသွားတယ် BGF ကတော့မနေ့ကပြောထားတယ် ဒါပေမဲ့ညကလေးကရွှေကုတ်ကူမှာပြက်တလာတွေစတက်နေပြီးနောက်ဆုံးကြံမှာကတော့တာမန်စည်းပွားရှာနေတဲ့ရွှေကုတ်ကူနေတဲ့အလုတ်သမားတွေဈေးတဲ့တွေလည်းကြံမဲ့ကြားဖြတ်အတွင်းကလူကုန်ကူးခံရတဲ့အလုတ်သမားတွေကြံမဲ့။ဘာဖြစ်လို့လဲဆိုတော့အခုမနက်တရင်ကြားရတာက BGF ထိန်းချုပ်ထားတဲ့ထိကတိရွာဘက်မှာအစင်တင်းဆောက်လုပ်ထားတဲ့အဆောက်အဦတွေဘက်ကိုမနေ့ကတည်းကဆရာဝန်တွေအပါအဝင်တရုတ်လူမိုက်တထေးတွေကိုရွှေပြောင်းနေရချထားပြီးပြီလို့လဲကြားနေရတယ်ဟု မြဝတီအခြေစိုက်ပြီး news agency သတင်းရင်းမြစ်ကပြောသည်ကြားဖြတ်နှိမ်နင်းရေးကောင်းစဉ်အောက်မှကရင်ပြည်နယ်မြဝတီမြို့နယ်တွင်ရှိ online ငွေလိမ်ကိုင်းများကိုနှိမ်နင်းသည်ဟုဆိုကာအဆောက်အဦတချို့ကိုဖြိုချဖျက်ဆီးနေတော်လဲကြားဖြတ်လုပ်ငန်းများသည်ထိုင်းမြန်မာနယ်စပ်တလျှောက်အများပြားရှိနေသေးကြောင်းတရုတ်နိုင်ငံမှစတင်လိုက်သည့်ကြားဖြတ်နှိမ်နင်းရေးတွင် American လက်ပါဝင်လာပြီးမြန်မာထိုင်းနယ်စပ်ကကြားဖြတ်များကိုလည်းပိတ်မှတ်ထားပြီးရှင်းလင်းမည်ဟုပြောကြားထားသည်ပါကအဲ့လိုဖြစ်အောင်လဲပါလာတယ် ဖိအားရယ်လို့ပြောမယ်ဆိုလို့ရှိရင်တော့ဒီဝီလိန်ကိုင်းဆိုတာကတကဘာလုံးရဲ့ဖိအားရှိတယ်။တကဘာလုံးရဲ့ဖိအားဆိုတဲ့နေရာမှာအစိုးရရဲ့ဖိအားမဟုတ်ဘူး။ပြည်သူအားလုံးရဲ့တကဘာလုံးရဲ့ရှိတဲ့ပြည်သူအားလုံးရဲ့ဖိအားဆိုတာဖိအားလို့ပြောမယ်ဆိုရင်အားလုံးရဲ့ဖိအားရှိပါတယ်။ဆိုတော့ကျွန်တော်တို့ကဒီပြည်သူတွေနေစင်နေအမျှဒီလိုဖြစ်နေတယ်ဆိုတော့အရင်တော့ကျွန်တော်တို့အလောက်ထိတထဲဝင်ဝင်အဲတည်တည်ချာကိုတကယ်မသိခဲ့တာ။မကူနောက်ပါတဖြည်းဖြည်းဖြည်းနဲ့တော်တော်လေးခြေပြလာတယ်ဗျခြေပြလာတယ်ဆိုတော့ဒါကြီးကမဖြစ်သေးတော့ဘူးလို့ကျွန်တော်တို့က ဒါအခြေခြေခါခါကျွန်တော်တို့ဆွေးနွေးပြီးတော့ကျွန်တော်တို့အထူးတက်ဖို့ရတော့အခုကျွန်တော်တို့ဒီမူလအစီအစဉ်ထားတဲ့အစီအစဉ်တွေကြော်ပြီးတော့ကျွန်တော်နောက်ဆုံးအစီအစဉ်ကိုကျွန်တော်တို့အကောင့်ထည့်ဖို့ကျွန်တော်တို့စတင်လုပ်ကြတော့ဖြစ်ပါတယ်။နောက်ပြီးတော့ဟို BGF အရာရှိတယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒီကျွန်တော်ဖြစ်အားဟိုသတ်ပေါ့ပြဿနာမျိုးမျိုးစတဲ့ခါကျတော့အဲ့လိုမျိုးအခုတော့လာလာလာဖြည့်စင်းတာလာလာတိုက်ခိုက်တာလာအဲ့လိုမျိုးပေါ့။အင်းဘယ်လိုတိုက်ခိုက်တာလဲ။ อะกูโดไอ้โหลูกี้แม่ป้ายสายอ่ะบ่อะเจ้าโดก็โหซะบ่เนาะไอ้มาลูกเนี่ยปีนอาล่ะแต่ก็จ้ะโดอะกูโดถั่วล่ะพี่ดอล่ะไต่ค่ายล่ะไอ้กระแสมากั่วบ่ห่อจรเราก็ละกูเรกะกูก็จรลูกี้แห่หมู่ว่าดาชื่อพี่ดาชื่อพี่ดาลุกออกมาลุกกูลุกออกมาอะกูโหจรลูกี้ดิโหพี่อาปีโลบ่ห่อดาก็ตีทาแม่อย่าเว้ยดิดาก็จรเราตีทาพี่ดาだแม้ดีสแกมเมอร์เนี่ยแหละจรเราจีเกดินเนี่ยแหละ အခုကတော့မျိုးစုံပေါ့ဗျာတည်င်းမှာတော့မျိုးစုံတွေထွက်နေတာပေါ့ဒါပေမဲ့ဟိုတခုရှိတာကအဲကျွန်တော်တို့ကဒီလုပ်ငန်းတွေဒီလုပ်ငန်းတွေကို share ရယူထားခြင်းကျွန်တော်တို့မလုပ်ထားဘူးမလုပ်ထားဘူးကျွန်တော်တို့ကဒီဒီမြေကြီးဒီမြေကြီးအပေါ်မှာပဲဒီအဆောက်အဦဆောက်ပြီးတော့မှနေခွင့်ပေးလိုက်တဲ့အပေါ်မှာပဲအဲဒါနည်းနည်းပြဿနာရှိသွားတယ်ဒါကြောင့်မလို့ကျွန်တော်တို့မြေကြီးပေါ်မှာပြစ်မနေတော့ဘူးကျွန်တော်တို့ကတော့တခါတည်း ဟိုဒီကိစ္စကိုအပီးတိုင်းရှင်းလင်းမှရတော့မယ်ဆိုတဲ့အနေအထားမျိုးကိုလည်းအဲကျွန်တော်တို့ကအချိန်ချင်းခါခါတင်ပြပြီးတော့အခုဒီနေ့ကျွန်တော်တို့အကောင့်ထဲပေါ်ဖို့လုပ်လာတော့ဗောနော်ဒါရေပေါ်ဖိအားနဲ့တိုက်ဆိုင်သွားတာလည်းပါတာဗောအခုတော့ဟိုအခုတော့ဒီနေ့ဆန္ဒအခုလောအဲ့ scam ပါလေတိုက်ခိုက်ပြဖို့နောက်ပြီးတော့လူများဟိုအာ BF ဘောက်ဆောင်ဟိုဥစ္စာပါမကောင်းကြောင်းနဲ့ပျော်နေဟာတယ်အခုလုံးအခုတော့ပြတ်နိုင်အောင်အခုတော့လုတ်ပြနေပြမှာဗောနော်အဲ့လိုမျိုးပုံစံဖြစ်နေမှာကျွန်တော်တို့ကအခုရှင်းရှင်းပြောရင် ကျွန်တော်ဟိုးကျွန်တော်ကျွန်တော်ပြောခဲ့ဘူးတယ်ကျွန်တော်တို့ဘာကြောက်ဒီကြားဖြတ်နှိမ်နင်းရလဲကြားဖြတ်အထူးနှိမ်နင်းတက်ဖွဲ့ဖွဲ့စီရလဲဆိုတော့တစ်ချက်ကျွန်တော်တို့နိုင်ငံရဲ့ဂုံတိခါအတွက်နှစ်ချက်ကျွန်တော်တို့ပြည်နယ်ရဲ့ဂုံတိခါအတွက်သုံးချက်ကျွန်တော်တို့လူမျိုးရဲ့ဂုံတိခါအတွက်လေးချက်ကျွန်တော်တက်ဖွဲ့ဂုံတိခါဒီဂုံတိခါ၄ခုနောက်ပြီးတော့၅ချက်ပါကျွန်တော်အကြီးကဲဂုံတိခါဂုံတိခါ၅ခုအတွက်ကိုကျွန်တော်တို့ကဒီကြပ်ပြနေနေရေးကိုမဖြစ်မနေကျွန်တော်တို့လောက်ကိုလောက်ရမယ်ဆိုတဲ့အချိန်ပေါ့။နောက်၃ချက်ပါတယ်ပေါ့။၃ချက်ကတော့တစ်ကနိုင်ငံအတွက် နိုင်ငံအကုန်တိတ်ကနှစ်ချက်ကပြည်နယ်အကုန်တိတ်ကသုံးချက်ကလူမျိုးအကုန်တိတ်ကလေးချက်ကတပ်ဖွဲ့အကုန်တိတ်ကငါးချက်ပြပြကြီးခဲ့အကုန်တိတ်ကအခုဒီတိုက်ကတိုက်ခိုက်ပြဖို့ကအဲ့ဒီစကမ်မှာဖွဲ့ဖို့အခုယူရီးယားနဲ့ကန်မှာမာလီညွန်ကြားမှာပါလေပြောချင်လို့လေအဲ့ဒါလက်ရှိကတော့ကျွန်တော်တို့ကတော့အမိစက်ဆုံးကတော့ထိုင်းနိုင်ငံနဲ့ကျွန်တော်တို့အမိစက်ဆုံးကျွန်တော်တို့နေထိုင်တာဖြစ်တယ်နံပါတ်၁ကတော့ကျွန်တော်တို့ကတော့လက်ရှိဒီအဲကြားဖြတ်နေနေရေးမှာလက်ရှိကျွန်တော်တို့ နိုင်ငံအစိုးရကနေပြီးတော့ကျွန်တော်တို့ဥဆောင်ပြီးတော့လုပ်တာဖြစ်တော့ဗောနော်အဲ့တော့ဒီအစိုးရဥဆောင်မှုနဲ့ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်တယ်နောက်ပြီးတော့အင်းကြီးချင်းထိုင်းနိုင်ငံရဲ့အကြံဉာဏ်တွေနဲ့လည်းကျွန်တော်တို့ပူးပေါင်းဆောင်ရွက်မှုတွေပေါ့နော်ကျွန်တော်တို့လည်းလက်ရှိအကြံဉာဏ်တွေရယူပြီးတော့မှကျွန်တော်တို့အကောင်းဆုံးပူးပေါင်းဆောင်ရွက်သွားမယ်လို့ဟုတ်ကဲ့အော်အခုတော့စပြီးတော့ဟိုပြအဲ့မှာတိုက်ခိုက်ပြဖို့တခြားကနိုင်ငံသားသားပါနဲ့ခါကြတော့အခုတို့ဘယ်လိုပဲညွန်ကြားချင်တယ်ဘယ်လိုပြောချင်တယ်ဟဲ့အေးအခုအခုဆက်ဆံမယ်လည်းလို့လေအေးတကယ် ပေါ်လာပြီးတော့အဲ့ဒီနိုင်ငံသားသားကိုအကိုတော့ဥပမာအဲ့မှာတရုတ်ပဲဖြစ်ဖြစ်ညိုရီးယားပဲဖြစ်ဖြစ်အကိုတော့အဲ့သူတို့ဘက်ကိုဘယ်လိုမျိုးကြားချင်နေလဲအဲ့ဒါလက်ရှိရတော့အမြန်ဆုံးပေါ့ကျွန်တော်တို့ကအခုပြဿနာကကျွန်တော်တို့ကသူစဖမ်းတဲ့အချိန်ကနေအအခုချိန်ထိပေါ့နော်ကျွန်တော်တို့ဟိုစကန်မှာစပြီးတော့မှနှိမ်နေစလုပ်တဲ့အချိန်ကနေအခုချိန်ထိလက်ပြမခေါ်သေးတာကလူ100ကျော်ရှိသေးတယ်လူ100ကျော်ရှိသေးတယ်လုံးလုံးမခေါ်တာက9နိုင်ငံရှိတယ်လုံးလုံးကြီးကိုလုံးလုံးကြီးကိုမခေါ်တာ9နိုင်ငံ ဖော်ဖို့အခုချိန်ထိကြံနေတာတရားကျော်ရှိတယ်ပေါ့ဒါပေမဲ့ဒီနေ့ချိန်ထိမှာအဲလက်ရှိအခုလွှဲဖို့ကြံတာက1269ဦးရှိတယ်ဒါလွှဲဖို့ကြံနေတာပေါ့နော်ဒီจํานวนကိုဒီကတော့ဆုံးခဲနေပါမှာ1000ပြောက်ဟုတ်ကိုရဆက်ဆက်ချင်းကလေးကဟိုမူလအစကလေးကအခုချိန်ထိကိုလက်မခေါ်တာတရားကျော်ရှိတယ်อ๋อตั้งแต่ปฏิบัติการครั้งแรกมีประมาณ100กว่าคนที่100กว่าคนยังไม่มารับเลยอ๋อไอ้เจ้ามามาไอ้เจ้ามามาลงว่าละไม่ขอละก็งานนั่นไง အခုလက်ရှိအခြေအနေအထိမှာအကူတို့တောက်လျှောက်တောက်လျှောက်ဖမ်းနေတဲ့အခြေအနေအထိမှာအခုလက်ရှိအခြေအနေအထိမှာအကူတို့လက်ထဲမှာ1269ဦးကျန်နေတယ်အဲစီးရီးယားလီယွန်ဘူရန်ဒီခိုဂရူခိုကူအတူတူကူတူကူဘီနင်တူကူဘီနင်အဲ့ဒီ9နိုင်ငံကတော့ဟာပထမလုံးဝစားရောက်ကလေးကလုံးကျန်တဲ့နိုင်ငံတွေကတော့နိုင်ငံပေါင်း40အခုတော့ဟိုစားပေါ့စားပြီးတော့ပြန်ပို့တော့မှာပေါ့ဗျပို့နေတယ်ပို့တောက်လျှောက်လဲတောက်လျှောက်ပို့နေတာအခုဆက်ဆက်ကလေးကအခုချိန်ကြီးကတောက်လျှောက်ပို့နေတာ မရက်သွားဘူးတောက်တော့ဖို့နအခုကကိုတို့လွှဲပြောင်းပြီးတဲ့နိုင်ငံကလွှဲလွှဲပြောင်းပြီးတဲ့နိုင်ငံက73နိုင်ငံအခုလက်ရှိလွှဲဖို့ကြံတာ29နိုင်ငံအခုကအဲ့လိုမျိုးကတို့တို့နိုင်ငံတွေတို့လူလာပြန်မြန်မြန်လာယူနေတို့တော့ကိုတို့ဟိုပို့ကောင်းတာပေါ့ပို့ကောင်းတာပေါ့ဘာလို့လဲဆိုတော့ဒီထဲမှာဥမာအိန္ဒိယလိုမျိုးတရုတ်နိုင်ငံလိုမျိုးအဖိလစ်ပင်းလိုမျိုးအဲ့လိုမျိုးဟိုအမြန်ဆုံးဟိုအဲ့လိုပေါ့ကိုယ့်နိုင်ငံသားတွေအဲ ခေါ်တာခေါ်တာမြန်အမြန်ဆုံးနိုင်ငံတွေပေါ့နော်အဲအဲ့လိုမျိုးခေါ်ပေးနိုင်ရင်တော့ပိုစီပြေတာပေါ့ပိုစီပြေတာဒါဆိုဒီမှာဟိုမြန်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 ထက်တော်မြန်မြန်ရှင်းသွားတာပေါ့နော်ဟုတ်အခုကဟိုဗမာပြည်အရဆိုဆိုရပေါ့ဟိုဟိုမြန်မြန်လာတော့ဗာတော့ဟိုဆက်ပေါ့ဟိုစကန်မှာတိုက်ခိုက်ဖို့သူတို့နဲ့ကြီးညာထားတယ်မဟုတ်လားဟုတ်တယ်အခုလေလက်ရှိကျွန်တော်တို့ဒီနိုင်ငံတော်အစိုးရနဲ့အတူလက်တွဲပြီးတော့ပဲကျွန်တော်တို့လှုပ်ဆောင်သွားဖို့လေဒီကိစ္စတွေရှိပါတော့ဟုတ်ကဲ့